မြန်မာပြည်အတွက်အတည်ရှိတဲ့ Pacific Million ဆဝန်ကြီးအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။မင်္ဂလာပါ။ Recon TV ကနေပြန်လည်ကြိုဆိုပါတယ်။ Pacific Million ဆဝန်တာမှမဟုတ် Pacific Ring of Fire ဆိုတာဘာလဲဆိုတဲ့အကြောင်းမြန်မာမှာတည်တဲ့သူအတော်နေပါတယ်။တကယ်တော့ဒီအကြောင်းကတည်ထားဖို့အများကြီးလိုအပ်ပါတယ်။မြန်မာနိုင်ငံကအဲ့ဒီ Million ဆဝန်တွေတည်ရမကြောက်ပြိမဲ့အဲ့ဒီရတည်ရမှုတွေကိုခံစားရတဲ့နိုင်ငံတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်။ဆိုတော့ မီလီယံစက်ဝန်းကြီးဆိုတာဘာလဲဆိုတဲ့အကြောင်းကိုစားလိုက်ကြရအောင်ပစိဖိတ်မီလီယံစက်ဝန်းဆိုတာကနာမည်ပေးထားတာဖြစ်ပြီးတော့တကယ်တော့ငလင်ကြောတွေနဲ့မင်းတောင်တွေတည်ရှိနေတဲ့ပစိဖိတ်သမုဒ္ဒရာကစက်ကုံကြီးကိုဆိုလိုတာဖြစ်ပါတယ်နယူးဇီလန်နိုင်ငံကနေစားလိုက်တာကမြောက်အမေရိကတိုက်အထိကိုစုစုပေါင်းမိုင်2000ခွဲကျော်ရှည်လျတဲ့ဒီအခုံးလိုက်ဖြစ်နေတဲ့စက်ဝန်းကြီးတွေကိုနိုင်ငံ15နိုင်ငံတောင်ကြောက်ရွံ့နေပါတယ်ကမ္ဘာပေါ်မှာရှိတဲ့မိတောင်တွေရဲ့၃ပုံ၄ပုံက ဒီစက်ကွင်းကြီးပေါ်မှာရှိတာပါလက်ရှိကိုအသက်ဝင်နေတဲ့မိတောင်ပေါင်း400ကျော်ကဒီအပေါ်မှာရှိနေပါတယ်အသက်မဝင်သေးပဲအချိန်တည်နေရတွေရဲ့မြို့ကွယ်နေရာတွေကိုထည့်ပေါင်းရင် စုစုပေါင်းမိတောင်150ကနေ1000ကျော်ထိရှိနိုင်ပါတယ်ဒါကြောင့်အနေနဲ့များလို့လို့မီလီယံဆက်ဝန်းလို့နာမည်ပေးထားတာဖြစ်ပါတယ်အဲ့ဒီပြင်ကမှဒီဆက်ဝန်းကြီးတဲ့ကြောက်ရောက်သွားတဲ့ area တွေကငလင်ကြောတွေဖြစ်ပါတယ် ကမ္ဘာပေါ်မှာလုတ်ခတ်တဲ့ငလင်တွေရဲ့90ရာခိုင်နှုန်းကဒီဆက်ဝင်ကြီးထဲမှာတုံနေတာဖြစ်ပါတယ်။ဆိုရင်ဒါကြီးကဘလောက်တောင်အန်တီများတယ်လဲဆိုတာကိုတော့အလုံးသဘောပေါက်လောက်မယ်ထင်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်လောက်ကတည်းကဒီမီလီယံဆက်ဝင်ကြီးစတင်တည်ရှိခဲ့တာဖြစ်ပြီးအခုထိကိုတောက်လျှောက်အသက်ဝင်နေတာဖြစ်ပါတယ်။နယူးဇီလန်နိုင်ငံကနေစပြီးတွေ့ရမှာဖြစ်တာကြောင့်နယူးဇီလန်နိုင်ငံကငလင်နဲ့မိထောင်တန်ကိုပုံမှန်ခံနေရတဲ့နိုင်ငံတစ်ခုလို့တည်ထားရပါတယ်။ပြီးရင်တော့ပါပူရာနယူးဂီနီနိုင်ငံအင်ဒိုနီးရှားနိုင်ငံ ဖိလစ်ပိုင်နိုင်ငံတို့ကိုဖျက်သွားပါတယ်။အဲ့ဒီနောက်ထိုင်ဝမ်နဲ့ဂျပန်နိုင်ငံပေါ်ရောက်သွားပြီးရုရှားရဲ့အစိတ်ပိုင်းတချို့ကိုဖျက်တမ်းပါတယ်။မြောက်အမေရိကမှာဆိုရင်ပနမာ၊ကော့စတာရီကာ၊နိုင်ကာရာဂွာ၊ဟွန်ဂျူရက်စ်၊အယ်ဆာဗေဒို၊ဂွီတီမာလာ၊မက္ဆီကို၊အမေရိကန်၊ကနေဒါတို့ကိုဖျက်တမ်းနေပါတယ်။နိုင်ငံတွေအကုန်လုံးကငလင်ကြောကြီးတွေနဲ့မိတောင်လှူရှားမှုတွေကြောင့်နာမည်ကျော်တဲ့နိုင်ငံတွေကြီးဖြစ်ပါတယ်။တောင်အမေရိကမှာတော့ချီလီ၊အာဂျင်တီးနား၊ဘိုလီးဗီးယား၊ပီရူ၊အီကွေဒါ ကိုလံဘီယာတို့ပါပါတယ်မြန်မာနိုင်ငံကတော့မီလီယံစာဝန်ထဲမှာတရိုက်မပါပြီမဲ့အဲ့ဒီရဲ့တရောက်မှုတွေကိုခန်းစားနေရတဲ့နိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားလာအိုမလေးရှားထိုင်းနဲ့ဗီယက်နမ်တို့အုပ်စုတွေထဲမှာ ပါဝင်နေပါတယ်အဲ့ဒီအပြင်မြန်မာနိုင်ငံကငလီနံကိုခန်းစားရဖို့အလားအလာအရများတဲ့ L5 Bell လို့ဆိုတဲ့လမ်းကြောင်းထဲမှာကြာနေတာကြောင့်တဘာဝဘေးအန္တရာယ်ကိုအရန်တရီထားဖို့လိုအပ်ပါတယ် အိန္ဒိယသမုဒ္ဒရာကြီးပင်ဘင်္ဂလားပလင်အော်ပေါ်မှာတည်ရှိနေတယ်လို့ပစိဖိတ်သမုဒ္ဒရာနဲ့လည်းမဝေးလာတာကြောင့်သမုဒ္ဒရာကြီးနှစ်ခုတည်းကမုန်တိုင်းတွေရဲ့တန်ကိုလည်းခံစားနေရတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။မုန်တိုင်းတရားမခံစားရရင်တောင်မုန်တိုင်းမိုးရင်ကြောင့်ရေကြီးရေချမ်းမှုတွေကခံရနိုင်တဲ့အလားတာအပြည့်ရှိပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကဒီဘေးအန္တရာယ်ဇုန်တွေထဲမှာအပြည့်ညာရှိရှိနဲ့နိုင်ငံရဲ့အဆောက်အဦတွေလူပြတွေကိုတိစောက်ထားဖို့လိုအပ်ပြီးအရင်လိုတမယိုးကြအနေထားနဲ့စက်နေမယ်ဆိုလို့ရှိရင်ကတော့ ဒီတန်တွေကိုအလူအလဲခံကြရမှဖြစ်ကြောင်းကိုအသိပေးတင်ချက်ချင်ပါတယ်။အလုံးပဲတစုံတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်။အဆုံးသတ်ရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ပြောချင်တာလို့ရရှိရင်လည်း comment မှာရေးသွားပြီးလို့ရပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့။